စကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနာမခကနေထွက်လာတဲ့စောစုတဟာဘုဒ္ဓလင်နဲ့တောင်ချမ်းမှာရှိတဲ့ရွာတွေကိုစက်ကြောင်းထုတ်နေလို့ဒေသခံပြည်သူတွေမိုးရွာတဲ့တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။ကြီးပလုံဘက်က9နာရီကျော်ကျော်9နာရီလောက်ကကြီးပလုံကနေပြီးမြောက်ကိုဆထွက်လာတာ။မြောက်ကိုထွက်လာပြီးတော့ကြီးပလုံကနေပြီးတော့ မျိုးပေါ်နဲ့ကြီးပြုံကြရဲကပေါ်တော်မူဖះဆိုတာရှိတယ်အဲ့ဒီပေါ်တော်မူဖះကိုရောက်လာတယ်အဲ့ရောက်ရင်ပေါ်တော်မူဖះကနေပြီးဂန်းနေပါလေဖောက်သေးတယ်ခုဘယ်ရွာလေးထွက်ပြေးတိတ်ဆောင်လဲဆိုအဲ့ဒီရွှေချောင်းလေတို့ထနောင်းကုန်းတို့တရက်တို့ရိုးတို့ကတော့ရှောင်နေကြပြီမုံရွာနာမခကနေထွက်လာတဲ့အင်းအားတရာခန့်မှာစုပ်စုတဟာမေလ29ရက်ဒီကနေ့မနက်ပိုင်းမှာမုံရွာနယ်ကြီးပြုံရွာကတဆင့်ဥတလင်နယ်ဇီးတော်အနောက်ရွာ မြို့ပေါ်ရွာနဲ့ထနောင်းကုန်းရွာတွေကိုစီးနှင်းဝင်ရောက်ခဲ့တာပါမုံရွာနာမခတဲ့ကနေထွက်လာတဲ့အခုစကြောင်းဟာဘုဒ္ဓလင်မြို့ပေါ်ကိုတွားချင်တဲ့သဘောရှိနေပြီးတော့ဘုဒ္ဓလင်မြို့ပေါ်ကိုအင်အားတွားဖြည့်တာလားဒါမှမဟုတ်အင်အားအချင်းပြောင်းလို့ဖို့ထွက်လာတာလားဆိုတာတော့မသိရသေးဘူးလို့ဘုဒ္ဓလင်ရဲ့ပါအဖအဖွဲ့ဝင်တို့ကပြောပါတယ်